ဲ့တော့ဘာပဲဖြစ်ဖြစ်အာသားသမီးသသားမိမိလေးတွေအာကျမ်းမာပြီးတော့เนาะပြီးတော့လိမ္မာရေးကြရှိဖို့အတွက်ကမိဘနဲ့ပတ်ဝန်းကျင်ကအရန်အရေးကြီးသလိုဆရာသမားတွေကလည်းအရန်အရေးကြီးတယ်အဲ့ဒီမိဘနဲ့ဆရာသမားကပူးပေါင်းပြီးတော့သသားမိမိတွေကိုလမ်းပြမှုမှန်မှသသားမိမိတို့ကအရန်ကိုလိမ္မာပြီးတော့တော်တဲ့သသားမိမိလေးဖြစ်သွားမယ်ပေါ့เนาะအဲ့တော့ဆိုပြီးတော့မိဘရဲ့ဆရာသမားရဲ့သသားမိမိရဲ့သတိကံလိုမျိုးလေးပေါ့เนาะအော်အဲ့ဒါလေးက တောင်ချိုကြတော့မှခလေးတွေကတကယ်ကိုထူးချွန်ထက်မြက်တဲ့လိမ္မာရေးကြရှိတဲ့တတမီမီတွေဖြစ်လာမှာပါ။အဲပြောရင်တတအခုချိန်နေဒါကြီးကပျောက်လားဆိုလို့ရှိရင်မပျောက်ဘူး။တနှစ်ပြည့်တော့မှာပေါ့နော်။တနှစ်ထဲဝင်လာပြီပေါ့နော်။မပျောက်ဘူး။မပျောက်ဘူး။သူတတိယလာတိုင်းသူအဲ့အကြောင်းအရာကိုပြောတယ်အဲ့အကြောင်းအရာပြောတဲ့အခါကျရင်ဆိုဖီးယားခုနလိုမျိုးသူ့အတွက်ပို့ပြီးတော့မိုတီဖြစ်မဲ့အရာတွေပေါ့နော်တတောက်ကိုဒီအကြောင်းမှာဆိုလို့ရှိရင်တတောက်ကိုတီချေကြီးတွေကဘယ်လိုမျိုး view site လဲ တငယ်ချင်းတွေကလည်းတတကိုချစ်တယ်လေပြီးတော့တတကအခုကုတ်တင်းအရန်တော်တယ်လေတတဒီတနန်းတတ်ထားတာလေအဲ့တော့တတရဲ့တငယ်ချင်းကဟာရာရဲ့အရန်တော်လိုက်တာတောက်ချီချူရဲမလားဟုတ်တယ်ချီချူရဲအေးတတအဲ့ဒါကြောင့်မလို့တတတော်တဲ့နေရာမှာရောက်နေပြီအဲ့တော့အရင်ကို့အတွက်မကောင်းနဲ့နော်တငယ်ချင်းတွေနော်ကို့အပေါ်မချစ်တဲ့သူတွေကို့နာကျင်ထားတဲ့သူတွေကတအတွက်အရင်မကြည့်ဘူးဒါတို့မေးလိုက်တော့ဟာအခုအရန်တော်တယ်အခုရှိရတငယ်ချင်းတွေနဲ့တာပို့ပြီးတော့ချစ်အောင်နေမယ် တငယ်ချင်းတွေလိုအပ်တဲ့အကူအညီတတကူညီရမယ်တငယ်ချင်းတွေသိကျင်တာတတပြောပြရမလားပြောပြရတယ်သူပြောပြရတယ်ဗောအဲသူဘလိုမျိုးတွေတတအခုဆိုရင်သူကဘာလဲဆိုတော့ content တက်လိုက်တော့တတခြေခုကနေလေလာသူကသူစောက်တယ်လူလေးတွေဆွဲတာအစားသူကသူဆွဲတယ်ပြောရရှင်သူဗောနော်မိမိဝယ်ပေးခြင်းနဲ့လက်စိုးတဲ့မိမိဝယ်ပေးခြင်းနဲ့လက်စိုးသူကသူအဲ့လိုမျိုးဟို creation လုပ်ပြီးတော့ဗောနော်အဲ့လိုလေးတွေတီထွင်တတ်တယ်အဲအဲ့တော့သူ့စိတ်လေးကအဲ့ဒီမှာတစ်ဖက်မှာထူးချွန်နေတော့ဆိုပြီးအဲ့ဒါလေးနဲ့ပဲသူ့ကိုပြန်ပြန်ပြီးတော့ motivate ပေးရတာဗောနော်မိတော့ ကြီးကောင်လေးကတော့တသက၈နှစ်ထဲဝင်လာပြီပေါ့နော်အငယ်လေးကတော့တနှစ်နဲ့လေးလာပါရှင့်ဟုတ်အဲ့တော့အခုဆိုလို့ရှိရင်တသက P2 ရောက်သွားပြီပေါ့နော် P2 ရောက်သွားပြီအတန်းကလည်းကြီးလာပြီဖြစ်တဲ့အတွက်တသကိုစာလေးတွေပတ်မှာပို့ပြီးတော့သူ့ကိုအားဆိုင်အောင်သူ့ကိုညပတ်တွေဆိုလို့ရှိရင်လည်းပြောပြပေးတာပေါ့နော်ပြောလို့ရှိရင်ပို့ပြီးတော့ strong ဖြစ်အောင်သူကဒီအရှိပိုင်းမှာစိတ်ဒဏ်ရာအကြောင်းနဲ့ပတ်သက်ပြီးစိတ်ဒဏ်ရာရခဲ့ဘူးတဲ့ကလေးဖြစ်နေတော့ ဲ့ဒီအတွက်ကိုဆိုပြီးတော့ကဆရာဝန်ရဲ့ညွှန်ကြားမှုပြီးသွားလို့ရှိလို့ရှင်ဒီအကြောင်းကတီချယ်မေမေတို့တီချယ်တွေရဲ့เนาะဒီလိုမျိုးပေါ့เนาะတိုင်ပင်ဆွေးနွေးမှုတွေအဲ့ဒါတွေနဲ့တူတတကိုပြောအောင်ပို့တော်အောင်တတဘယ်နေရာမှာပို့ပြီးတော့တော်လဲဆိုတဲ့အကြောင်းအရာလေးနဲ့သူအကောင်းဆုံးပေါ့เนาะသူ support လုပ်ပေးနေတယ်ပေါ့เนาะ okay အာမိဘတယောက်အနေနဲ့ဆိုလို့ရှင်တော့ဟိုပြောပြမယ်ဆိုလို့ရှင်တော့အချိန်တိုင်းကသူ့အတွက်ကိုကြည်နေရပါတော့เนาะကြည်နေရတယ်သူက စိတ်แท้မှာဘာဖြစ်သွားလဲဆိုတော့သူရန်ကိုချစ်ခဲ့တဲ့သူတွေရဲ့ဒါသူဒီလိုမျိုးဖန်သားချက်ပေါ့เนาะအနိုင်ကျင့်ခြင်းကိုခံခဲ့ရတယ်လို့သူဖန်သားသွားတဲ့အတွက်အဲ့ကလေးကိုသူအယံမုန်းသွားတယ်ဒါပေမဲ့ကိုကဘေးနာနေတာတငယ်ချင်းဆိုတာကောင်းတဲ့လူရှိရယ်ဆိုးတဲ့လူရှိရယ်တတောက်ချစ်တဲ့လူရှိရယ်တတောက်ချစ်ပေမဲ့တတောက်မချစ်တဲ့လူရှိရယ်အဲ့နေရာမှာတတောက်ကမခံစားဘူးတတောက်တငယ်ချင်းကဒီတယောက်မြောက်တော့၄၅ယောက်အဲ့လောက်ပဲသားတွေ့ရမှာမဟုတ်ဘူး ตาအတန်းနေကြီးလာရတယ်မြအเจ้าတွေကလည်းตาပိုတော်တဲ့เจ้าတွေကိုပြောင်းရမယ်တငယ်ချင်းတွေအများကြီးရမယ်အဲ့အများကြီးနဲ့ตาပိုချစ်အောင်နေရမယ်အဲ့ပိုချစ်အောင်နေရဖို့အတွက်အဲ့အတွက်ตาအတွက်အရန်အရေးကြီးอ่ะตาစာကိုตาနိုင်တဲ့လောက်စူးစမ်းရမယ်ပြီးရင်ตาအတင်းอ่ะ နော်ဘုံတူတာရှိမဲ့အရာတွေပြီးရင်တသတက်ကျွမ်းတဲ့အရာတွေတသအကကျွမ်းလားတသအခုဆိုလို့ရှိရင်တသဒါပေါင်စင်ကျွမ်းတဲ့အေးဟုတ်ပြီနောက်ဖက်ဘာကျွမ်းလဲတသဒီကုတ်တဲ့မော်နော် ID kit အဲ့ဒီဟာအတွက်ကိုဆိုပြီးတော့ကဟိုတိုင်မင်းနဲ့တသကိုဒီကုတ်တဲ့တင်တဲ့အောင်ဆိုပြီးပို့ထားတာအရန်ကိုအထိရောက်တယ် တသားအဲ့ဘက်ဆိုင်ရမှာအရန်ကိုသူပေါ့နော်ဟိုတိုးတက်တယ်ပေါ့နော်အဲ့အတွက်ကြောင်းမှာသူမျက်နှာပန်းပွင့်တယ်ပေါ့ဟဲ့အဲ့ဒါလေးကိုမှီညမ်းပြီးတော့တသားပို့ပြီးဒေါ်လာနဲ့မြတ်ငွေချင်းတွေအကုန်လုံးတောက်ပို့ချစ်မှာအဲ့တော့တငွေချင်းဆိုတော့နည်းနည်းလေးဒီ3 5ရောက်ထဲကိုတသားခေါင်းထဲမှာမထည့်နဲ့တငွေချင်းတွေအများကြီးရမှာတောက်တော်ရင်တော်တော့တငွေချင်းကတောက်အများကြီးချစ်ကြမှာဟဲ့အဲ့လိုမျိုးလေးပေါ့ပျော့ပျော့ပေးရပါပေါ့နော်တခါလေးကြားလို့ရှင်တော့သူကစိတ်တန်ရအောင်စာကခဏလေးနဲ့ပျောက်တဲ့အရာမဟုတ်ဘူးလေနော်ဟုတ် အဲ့ chain ဟာတခုနလိုအော်ကိုကိုကလေးတော့ပဲကိုပြန်ကြည့်တော့ဟောကိုရဲ့ကလေးဟောဒီထက်ပိုပြီးတော့ကျမ်းမာဖို့ပြီးွားလို့ရှိရင်ကိုကလေးခံစားခဲ့ရတဲ့ခံစားချက်အမြန်ပြောက်ဖို့အတွက်ပြီးွားလို့ရှိရင်ကိုကလေးရဲ့ဒီဘယ်လိုပြောလဲ ဟိုကြောက်ရွံ့သွားတဲ့အရာတွေကိုပြန်ဖုံးပြီးတော့သူပို့ပြီးတော့စိတ်ဝင်စားတဲ့အရာမှာပို့ထူးချွန်ဖို့အဲအဲ့ဒါတွေကိုဒီဇိုင်းမမတ်ကြည့်ပြီးတော့တသားရဲ့အခြေအနေပေါ်မူတည်ပြီးတော့ပိုတင်နှက်တက်ဒီတင်နှက်တက်အဲ့ဒီမှာမှတသားပို့ပြီးတော့တော်တဲ့နေရာမှာဆိုပြီးတော့စတေထားတာပေါ့နော်အဲ့လိုပေါ့ ဒီကတော့သမီးတို့အကြောင်းတစ်ကြောင်းမှာဆိုလို့ရှိရင်အခုကတော့သမီးတို့အခုခေတ်မှာဆိုရင်သမီးတို့တုန်းကလိုမျိုးဒီအစိုးရအကြောင်းပဲရှိတော့တာမဟုတ်လေနော်ကိုပိုင်ထက်တန်းကြောင်းတွေရှိတယ်နော် international school တွေရှိတယ်ဟောအဲ့ဒီပုံမှာမူတည်ပြီးတော့အလုံးကကိုသားသမီးအတွက်အကောင်းဆုံးဆိုတဲ့အာ support support ပေါ့နော်ဟောမိဘတိုင်းကတော့ကလေးတွေကိုပေးကြတာပေါ့နော်အော်ကိုနိုင်တဲ့ဝင်နဲ့ထားတဲ့အကြောင်းပုံမှာမူတည်ပြီးတော့ဒီဆရာဆရာမတွေရဲ့ ဂီယူဆိုင်မှုပင်ကလေးတွေကိုလမ်းပြဆုံးမမှုပေါ့နော်အဲ့ဒါလေးအဲ့ဒါလေးနဲ့တူတူအိမ်မှာရှိနေတဲ့ကိုယ့်ရဲ့မိဘနော်တတမမီတို့ရဲ့မေမေဖေဖေပြီးရင်တတရဲ့ဘေးပတ်ဝန်းကျင်မှာရှိနေတဲ့ဆွေမျိုးသားချင်းတွေရဲ့အာဒါဘယ်လိုပြောမလဲလမ်းပြမှုတွေကအရန်အရေးကြီးရယ်အာအိမ်တိုင်းမှာ မိဘကလည်းအချိန်ပြည့်ကြေတနာရဖြစ်နေမယ်ရန်နေဖြစ်နေမယ်ဒီသားသမီးကိုလည်းအာဂယူဆိုင်မှုအားအခုဆိုလို့ရှိရင်ပိုနေတဲ့ခစ်ဖြစ်နေဘာကြောင့်လဲဆိုတော့အချိန်ပြည့်အလုံးလုံးနေရတဲ့နော်မေမေဖေဖေတွေရှိရဲ့အဲအဲ့လိုမျိုးပြန်ပြီးတော့ကိုသားသမီးနဲ့တွေ့တဲ့အချိန်ကြာလို့ရှိရင်လည်းသားသမီးတို့အချိန်ပေးတယ်စကားပြောပေးတယ်ဆိုတာထက်အခုကဘာလဲဆိုတော့ဖုန်းနေပြီးပဲ အချိန်ပြေးပေါ့နော်ကိုကအလုပ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်အပြင်ပေါ့နော်မိတ်ဆွေတငယ်ချင်းကြောင့်ပဲဖြစ်ဖြစ်ဖုန်းတွေအရန်တုံးလာတဲ့ပုံမူတည်ပြီးခလေးတွေကသူတို့ကို view မဆိုင်တဲ့တငယ်မှုတွေဖြစ်လာမယ်အဲအဲ့လိုမျိုးဟောလင်းမြားချားတဲ့မှာလည်းပြဿနာကြီးဖြစ်တဲ့ပုံမူတည်ပြီးတော့အော်ဟစ်ကြတယ်လက်ပါကြတယ်အဲ့ဒါတွေကိုသားသမီးတွေကမြင်ပြီးတော့ဒါတွေကိုသူတို့ကမှတ်ထားတာဒါတွေကိုသူတို့ကအိမ်မှာဟုတ်တဲ့တနေရာဥပမာကြောင်းလို့เนาะကစားခွင်းလို့အဲ့လိုနေရာတွေမှာသူတို့နိုင်လို့ရတဲ့သူကိုသူတို့ကပြန်နိုင်တာ ဲဆိုပြတော့အဲ့လိုမျိုးယူဆရတယ်ပေါ့နော်အဲ့တော့ဘာပဲဖြစ်ဖြစ်အာသားသမီးတသားမိမိလေးတွေအာကျမ်းမာပြီးတော့နော်ပြီးတော့လိမ္မာရေးကြရှိဖို့အတွက်ကမိဘနဲ့ပတ်ဝန်းကျင်ကအရန်အရေးကြီးတယ်လို့ဆရာသမားတွေကလည်းအရန်အရေးကြီးတယ်အဲ့ဒီမိဘနဲ့ဆရာသမားကပူးပေါင်းပြီးတော့တသားမိမိတွေကိုလမ်းပြမှုမှန်မှတသားမိမိတွေကအရန်ကိုလိမ္မာပြီးတော့တော်တဲ့တတမမိလေးဖြစ်သွားမယ်ပေါ့နော်အဲ့တော့ဆိုပြီးတော့မိဘရဲ့ဆရာသမားရဲ့တတမမိရဲ့သတိကံကို เนาะအော်အဲ့ဒါလေးကဒေါင်ချိုကြတော့မှခလေးတွေကတကယ်ကိုထူးချွန်ထက်မြက်တဲ့လိမ္မာရေးကြရှိတဲ့တော်တော်မီမီတွေချက်လာမှာပါတို့တို့အရင်တော့ဆိုလို့ရှိရင်တော့ဆွေတို့ကိုမိဘတွေရဲ့ဟိုပါပေါ့နော်ဟိုဆုံးမမှုကကြတော့ခုနလိုဟောပုံစံတစ်မျိုးနော်အခုကြတော့ဘလို့ဖြစ်လဲဆိုတော့ဆိုတော့ခေရေးစီးကြောင်းနဲ့အညီဟိုတိုးတက်လာတာနဲ့အမြ ကလေးတွေရဲ့ဒီမြင်မှုအားတွေအတူယူမှုအားတွေပြောလို့ရကလေးတို့ရဲ့ကလေးတွေရဲ့အတ္တဖြစ်မှုတွေက အရင်လိုမဟုတ်တော့ဘူးအဲ့ဒီပုံမှာမူတည်ပြီးတော့ကိုယ်တွေမိဘတွေကသူတို့ကိုဟိုဘယ်လိုပြောမလဲပြင်ဆင်ပေးရမယ့်အရာတွေပြင်ကိုပြင်ဆင်ပေးရမယ်သသားရေမိမိရေကိုယ့်ဘက်ကနေပြီးတော့နာနာချင်းချင်း တငယ်ချင်းကိုလည်းမလောက်ကောက်ဘူးအဲ့လိုမျိုးပဲဆရာဆရာမတွေကိုလည်းကိုထိလက်ရောက်မလောက်ကောက်ဘူးတသားမိမိတို့လောက်လို့ရှိရင်ဘလိုမျိုးလူဆိုးဖြစ်တတ်တယ်ဟဲအဲ့လိုမျိုးလေးပေါ့နော်ပြောပြရမယ်လိန်မာတဲ့ကလေးတွေကိုပဲဆရာဆရာမတွေကချစ်တယ်တငယ်ချင်းတွေကလည်းချစ်တယ်နော်ကိုယ့်ဘက်ကနေစပြီးတော့အဲ့လိုမျိုးနာကျင်အောင်မလောက်ကောက်ဘူးတသားမိမိတို့လောက်ရင်လည်းတသားတို့နာကျင်တယ်မလားအဲ့လိုမျိုးလေးပေါ့နော်ကလေးတွေကိုအပေးယူစကားတွေပြောဖို့ပြောပြရမယ်ပြီးသွားလို့ရှိရင်ကလေးတွေတက်တဲ့နဲ့နော်အဟိုဘယ်လိုပြောမလဲကိုခံပညာလေးတွေကကွယ်ဖို့အတွက် အနိုင်ကျင့်မှုအတွက်မဟုတ်ဘူးအဲ့ဒါလေးကလည်းတင်ပြဖို့တင်ပြနည်းလိုလိုတယ်ဟဲ့အဲ့လိုမျိုးပေါ့နော်အတင်တဲ့ဆရာကလည်းတည်တည်ချာချာလေးကိုရှင်းပြနိုင်ရမယ်တခါလေးကြလို့ရှင်းတင်လိုက်တာပဲဒါပေမဲ့တင်ပြပုံဟိုပြောပြောဆိုဆုံးမပြပုံကမှားသွားတဲ့ခါကျရင်ခလေးတွေကဒါအနိုင်ကျင့်မှုအတွက်တင်တာလို့ယူဆသွားရင်ပို့ပြီးတော့အခြေအနေကဆိုးသွားမယ်အဲ့တော့ဟို တင်သေးတဲ့တင် जा မှုဆရာတွေနဲ့လည်းအများကြီးသက်ဆိုင်သလိုဘေးနားနေပြီးတော့လမ်းညွန်ပြောပြပေးမဲ့မိဘအရန် အရေးကြီးပါတယ်လို့။အဲပြောရင်တတအခုချိန်နေဒါကြီးကပျောက်လားဆိုလို့ရှိရင်မပျောက်ဘူး။တနှစ်ပြည့်တော့မှာတနှစ်ထဲဝင်လာပြီပေါ့နော်။မပျောက်ဘူးမပျောက်ဘူး။သူတတိယလာတိုင်းသူအဲ့အကြောင်းအရာကိုပြောတယ်။အဲ့အကြောင်းအရာပြောတဲ့အခါကျရင်ဆိုဖီယာခုနလိုမျိုးသူ့အတွက်ပို့ပြီးတော့မော်တီဖြစ်မဲ့အရာတွေပေါ့နော်။တတကို ီเจ้ามาဆိုလို့ရှင်တတော်ကိုတီချဲကြီးတွေကဘယ်လိုမျိုးကယူဆိုင်လဲတငယ်ချင်းတွေကလည်းတတော်ကိုချစ်တယ်လေပြီးတော့တတကအခုကုတ်တင်းအရန်တော်တယ်လေတတဒီတင်နှန်းတတ်ထားတာလေအဲ့တော့တတရဲ့တငယ်ချင်းကဟာရာရဲ့အရန်တော်လိုက်တာတောက်ချီကျူးတယ်မလားဟုတ်တယ်ချီကျူးတယ်အေးတတအဲ့ဒါကြောင့်မလို့တတတော်တဲ့နေရာမှာရောက်နေပြီအဲ့တော့အရင်ကို့အတွက်မကောင်းတဲ့နော်တငယ်ချင်းတွေနော်ကို့အပေါ်မချစ်တဲ့သူတွေကို့ကိုနာကျင်ထားတဲ့သူတွေကတအားအတွက်အရင်မကြည့်ဘူးဒါတို့မေ့လိုက်တော့ ဟာအခုအရန်တော်တဲ့အခုရှိရတငယ်ချင်းတွေနဲ့ဒါပို့ပြီးတော့ချက်အောင်နေမယ်တငယ်ချင်းတွေလိုအပ်တဲ့အကူအညီတသားကူညီရမယ်တငယ်ချင်းတွေသိကြတယ်တသားပြောပြတယ်မလားပြောပြတယ် तू ပြောပြတယ်ဗောအဲ तू ဘလိုမျိုးတွေတသားအခုဆိုရင် तू ကဘာလဲဆိုတော့ content တက်လိုက်တော့တသားခြေခုကနေတွေလဲတော့ तू စောက်တယ်လူလေးတွေဆွဲတာအစားတော့ तू ဆွဲတယ်ပြောရရှင် तू ဗောနော်မိမိကိုဝယ်ပေးခြင်းနဲ့လက်စွတ်တဲ့မိမိကိုဝယ်ပေးခြင်းနဲ့လက်စွတ်တော့ तू အဲ့လိုမျိုးဟို creation လုပ်ပြီးတော့ဗောနော်အဲ့လိုလေးတွေတီထွင်တတ်တယ်အဲအဲ့တော့သူ့စိတ်လေးကအဲ့ဒီမှာတစ်ဖက်မှာထူးချွန်နေတော့ဆိုပြီးအဲ့ဒါလေးနဲ့ပဲသူ့ကိုပြင်ပြန်ပြီးတော့ motivate ပေးရတာဗောနော်မိတော့အဲ့အတမကြီးဘူးအတကြီးတယ်ဆိုတဲ့အရာကအကြောင်းအရာအမျိုးမျိုးရှိတယ်ဆိုပြီးတော့သားသမီးကိုအတကြီးတယ်ဆိုတဲ့အရာမှာတော့မှမိဘတွေကွဲလွဲတဲ့အရာတွေအများကြီးရှိတယ်ဒီစာကိုရမှဒီတငယ်ချင်းတွေကြားထဲမှာမင်းပဒုတရမှအဲ့အဲ့လိုမျိုးကြီးဗောနော် ဆိုရင်အဲ့လိုအတ္တစာနဲ့ပတ်သက်ပြီးအတ္တကြီးရင်တော့မှအဲ့လိုဘယ်လိုပြောမလဲဟိုဟိုတဆူထိုးပေါ့ကိုဖြစ်ချင်တဲ့အရာကိုအတင်းဇွတ်လောက်ခိုင်းတဲ့မိပါတယ်မှာဆိုပြီးမပါဘူးတားပြော်ဖို့အရေးကြီးတယ်ဟုတ်ပြီတသားရေတသားကိုကိုထီးလျောက်လောက်ခဲ့ရင်တော့မှတသားခွတ်လို့လို့ရတဲ့အရာဆိုရင်ခွတ်လို့ဒါမှမဟုတ်တသားကိုနာနာချင်းချင်းလောက်ခဲ့တယ်ဆိုလို့ရှိရင်မမေကိုပြောเนาะအာတီချယ်တို့ကိုပြောတီချယ်တို့ကနေပြီးတော့ ဟုတ်ပြီမမေလာမအဆင်ပြေမယ်ဆိုရင်မမေကိုခေါ်ခိုင်းအဲအဲ့လိုမျိုးလေးပေါ့နော်ပြီးတော့လို့ရှိရင်မိဘတွေရဲ့အတ္တပေါ်မူတည်ပြီးတော့တတာမိမိတွေပေါ့နော်တာသမီးတွေကစိတ်ပိုင်းဆိုင်ရာတိမ်ငယ်သွားတဲ့အရာအကြောင်းအရာတွေအများကြီးရှိရတခါလေကြားလို့ရှိရင်မိဘတွေကမောင်နှမအချင်းချင်းတောင်မှခုနလိုမျိုးအာ तू ကတော့တော်တယ်နေတော်တော်ညံ့ပါလားဟဲအဲ့လိုမျိုးမောင်နှမအချင်းချင်းတောင်မှဒါဟိုမပြောသင့်တဲ့နှိုက်ရှင်မှုမျိုးအများကြီးရှိရမောင်နှမအချင်းချင်းတောင်မှ ငါကတော့အငယ်မဟုတ်လို့ပိုချက်တယ်ငါကတော့အကြီးမဟုတ်လို့အဲ့လိုမျိုး no သားသမီးမွေးထားလို့ရှင်သားသမီးတွေအကုန်လုံးဒန်းလူချစ်ကိုချစ်ကမယ်အတ္တဆိုတဲ့အရာကသားသမီးမှာသွားထားလို့မရဘူးအခုကြီးတဲ့အချိန်မှာတော့မတချို့မိဘတွေဆိုလို့ရှင်အာငါမိဘငါဖြစ်ချင်တဲ့အတိုင်းပဲလုပ်ပေးမလုပ်ပေးလို့ရှင်လို့ရှင်ကျိန်စာတိုက်တယ်အဲအဲ့လိုမျိုးလေးတွေမိဘတွေတောင်ရှိကြတယ်ဒါတွေအရာတွေကခံစားနေရတဲ့เนาะသားသမီးတွေအတွက်ငရေလဲကြီးသလိုစိတ်မကောင်းလဲအများကြီးဖြစ်ကြတယ်အဲ့တော့ မိဘဆိုတာလဲမိဘနဲ့เนาะဟိုတူဖို့လိုတယ်မွေးပြီးုံနဲ့လဲမပေးဘူးအဆုံးထိကိုမိဘဆိုတာဘေးနားမှာမမမမရက်တည်ပေးရမယ်ကောင်းတာဆိုးတာကြုံကြပြသနိုင်ရမယ်เนาะတစ်ဖက်ဆောင်နဲ့ဘယ်တော့မှအာဘယ်လိုပြောမလဲတချို့မိဘတွေဆိုလို့ရှိရင်ဒါသားသမီးတွေခံစားရတဲ့တချို့အရာလေးတွေအာအဆင်ပြေနေတဲ့သူရှိမှလားအဆင်ပြေအဆင်မပြေတော့ဘူးဆိုလို့ရှိရင်အဲအဲ့လိုမျိုးပဲเนาะမောင်နှမ ဆိုတဲ့အရာကတကယ်ကိုဟိုဘယ်လိုပြောမလဲဆိုပြီးတော့လူလောကမှာချစ်တီလာတဲ့တန်ဖိုးရှိဆုံးမိသားစုရဲ့သနာပေါ့နော်အဲ့ဒါလေးတွေကိုမကွဲပြားသွားဖို့ဆိုတာမိဘနဲ့အရန်သက်ဆိုင်တယ်မိဘရဲ့စိုးစုံမမှုမိဘရဲ့ခနှောက်ဆန်မှုအဲ့ဒါတွေကြောင့်မောင်နှမတွေသွေးကွဲသွားတဲ့အကြောင်းအရာတွေလည်းမြင်ရတယ်လေအများကြီးရှိရပါတော့အဲ့တော့လောကကြီးမှာအကြီးမှုတ်လို့ပေးဆက်ရမယ်တေးတဲ့ပေးအသေးတဲ့အထိပေးဆက်เนาะအငယ်မှုတ်လို့ အကြီးလုံးသမျှကိုခံရမယ်။ No အဲ့လိုမျိုးမဟုတ်ဘူး။အပေးယူမြတ်မြတ်တတနဲ့မိဘဆုံးမတတ်ရမယ်။အကြီးကကျေးဇူးရှိရင်ကျေးဇူးဆိုတဲ့ဟာကိုအငယ်ကသိကိုသိရမယ်။မသိရင်မိဘကပြောပြရမယ်၊ရှင်းပြရမယ်။အဲအဲ့လိုမျိုးပေါ့နော်။အဲ့တော့ဆိုဖီကဆိုဖီရဲ့သားတွေဆိုဖီရဲ့သားနှစ်ယောက်ရှိရပါတော့နောက်ထပ်အရွယ်ကြီးလာတဲ့ခါကျရင်သားတို့နဲ့တူတူရောက်လာမဲ့ချွေးမအဲ့ချွေးမတော့မှကိုယ့်ရဲ့သမီးလိုမျိုးပဲငါအကောင်းဆုံးဘယ်လိုမျိုးကိုယ့်ရဲ့သားနဲ့သမီးကိုနော် ပံပိုးပေးမလဲအကြဉျဉ်နေပေးမလဲပြီးရင်ငါဘလို့စင်ကျင်ရမလဲနေတတ်အောင်စင်ကျင်မှုအတွက်အခုသေးကဆိုပြီးငါဆိုလို့ရှိရင်အသက်ကြီးလိုက်ငါဘယ်လိုမျိုးပေါ့နော်အဲငါရဲ့ရောက်လာမဲ့သမီးလေးပေါ့ဆိုပြတမီးမိန်လေးရန်လိုချင်တာလေနော်ဆိုပြကြိုပြီးရင်ခုန်နေပါအဲအဲ့လိုမျိုးပေါ့နော်ကောင်းသောဘက်ကနေပဲဆိုပြကိုယ်ကလေးတွေအတွက်ကိုကိုပြင်ဆင်ရမယ့်အရာတွေပြင်ဆင်တယ်နော် တာရကအနေနဲ့တချို့အရှိမမြင်နေရတဲ့တာကတာရကအနေနဲ့ပေါ့နော်ဒါဟာမိဘတယောက်အနေနဲ့လွဲမှားနေတဲ့အမှုအကျင့်မိဘတယောက်အနေနဲ့မလုံသင့်တဲ့เนาะအเจ้าရာငါတို့အလှည့်ကြရင်ဒီလိုမျိုးလုံးဝငါသားသမီးတွေမဖြစ်စေရဘူးဒီလိုစကားမျိုးငါသားသမီးကိုချိန်စာနဲ့တိုက်ပြီးတော့စိတ်ဆိုးတဲ့ခါကျရင်ဒီလိုပြောခြင်းတွေဘတော်မှမဖြစ်စေရဘူးအဲအဲ့လိုမျိုးလေးပေါ့နော်သားသမီးတယောက် အကောင်းဆုံးအမြင့်ကိုရောက်ဖို့ဆိုတာမိဘနဲ့အများကြီးသက်ဆိုင်ပါတယ်လို့ဟောကိုယ့်ရဲ့အတ္တကိုနော်ကိုယ့်ရဲ့အတ္တကတော့ခုနလိုဆိုဖီးယားစိုးသမားအရာတွေအကုန်လုံးကဆိုဖီးယားရဲ့သားတွေအတွက်ဆိုဖီးယားသားတွေဆိုဖီးယားသားတွေအတွက်ဆိုတာနဲ့ဆိုဖီးယားရဲ့နောက်ဖြစ်လာမဲ့သမီးလေးတွေအတွက်ပေါ့နော်ဟုတ်တော့ခုနလိုတော့ဆိုဖီးယားဟိုသမီးအရန်လိုချင်တာလေနော်အဲ့တော့ချွေးမလို့ပြောရမယ့်အရာတော်မှဆိုဖီးယားစိတ်ထဲမှာအဲ့လိုမပြောရဘူးကိုယ့်ရဲ့သမီးဆိုရင်ဒါပေမဲ့တသားလို့အိမ်အောင်ပြုတ်သွားရင်တော့မှ စီကန်ဆိုတဲ့အရာဆိုပြီးထားထားတယ်။အိမ်တိုင်းမှာစီကန်ရှိသူကိုဘယ်နေရာပဲဖြစ်ဖြစ်သူတို့နေတဲ့နေရာသူတို့လုပ်တဲ့လုပ်ငန်းခွင်မှာစီကန်ဆိုတာပဲရှိတယ်။အဲ့တော့တာသားတို့ကြီးလာတဲ့အခါအိမ်တော်ပြုတ်တဲ့အခါကြလို့ရှိရင်လေမိသားစုတယောက်တအိုးတအိမ်နဲ့ဟိုနေဟိုနေရမယ်။โอเคမမေအဲ့လိုမှမနေခြင်းမို့ဒါသမီးလေးကလည်းမနေခြင်းမမေနဲ့ပဲနေခြင်းโอเคနေခြင်းနဲ့ဆိုရင်တော့အိမ်ရဲ့စီကန်းဆိုတာရှိတယ်။အဲ့ဒါကိုလိုက်လာနိုင်လားအဲ့ဒါကိုလိုက်လာနိုင်လားဆိုရင်တော့โอเคငါသားငါသမီးတူတူနေဟဲအဲ့လိုမျိုးပါနော်။ အာအဲ့ခါကျတော့လည်းအဲ့လိုမျိုးပေါ့အဲကိုကတော့ခုနလိုကိုလိုချင်တဲ့မိခင်မတွေ့ခဲ့အောင်ပေါ့နော်ဟုတ်ကဲ့ဒါပေမဲ့ခုနလိုမျိုးပေါ့နော်အာအားကြတဲ့နဲ့အရာကိုအားကြတယ်အာကိုအတွက်အမဖြစ်တဲ့ကိုကလေးတွေအလှဲကြလို့ရင်ဒီလိုအတ္တမကြီးသင့်ဘူးဆိုတဲ့အရာဆိုလို့ရှိရင်ကိုယ့်ရဲ့နှလုံးမှာတွင်းထားလိုက်တယ်ငါသားတွေအလှဲကြရင်ဘယ်တော့မှဒီလိုမျိုးမဖြစ်စေရဘူးငါဟာအတ္တကြီးရဲ့မိဘတကူကောင်းဆန်တဲ့မိဘ ကိုအတွက်ပဲကိုကြည့်ရဲ့မိဘဘတော်မှမရှိစေရဆိုပြီးဆိုပြီးကိုဆိုပြီးအများတန်းနှလုံးသွင်းပြီးတော့ကိုကလည်းကိုလည်းအများတန်း control လုပ်တယ်တတိနဲ့နေတယ်ဟုတ်ဟောအဲ့လိုရတော့မဟုတ်ဘူးဆိုပြီးကကြတော့ဒီအမျိုးသမီးတွေအများဆုံးနဲ့ဆိုပြီးကဒါဟိုပါဗောနော်ရင်းနှီးနေတဲ့ပတ်သက်နေရတဲ့သူတယောက်ဆိုတော့အမျိုးသမီးတွေတော်တော်များများအောင်ဆိုပြီးကြည်ပြီးတော့သူတို့တွေရဲ့မိဘတွေရဲ့နော်သူတို့ဘောကိုဟိုဘယ်လိုရမလဲဆက်ဆံပုံတွေဟောတချို့ကြတော့အရန်ကောင်းတယ်ရှိတာမရှိတာကိုအဓိကမဟုတ်ဘူး မရှိပေမဲ့လေဆိုပေဆိုပေဥပမာနဲ့ဆိုပေရဲ့အတော်ပေါ့နော်ဆိုပေရဲ့အတော်ဆိုလို့ရှိရင်သူတို့ကတိတ်မပြေဆုံးဒါပေမဲ့သားသမီးကိုအယမ်းချစ်တယ်သားသမီးကိုခဲလောက်ပေးတာဖြစ်ချင်တဲ့အရာသူသားဘယ်လိုပြောမလဲဟိုအစားအသောက်အသုံးဆောင်သူရော့ရင်ရော့မယ်ဒါပေမဲ့သားသမီးကမနှက်ဆိုရင်ပါအဲအဲ့လိုမျိုး glue site ပုံလေးတွေပေါ့နော်အတိတ်ကမိမဆိုတဲ့အရာကသားသမီးအတွက်အကောင်းဆုံးစိတ်ချမ်းသာမှုနဲ့ဘယ်လိုပြောလဲမြေတောင်မြောက်ပေးနိုင်မှုအယမ်းအရေးကြီးရတယ်နော်အဲ့တော့ ကိုချစ်ချင်တဲ့အရာကိုပဲဦးစားပေးပြီးတော့ဒါမှမလုပ်ပေးလို့ရှိရင်နင်တို့ကသားကောင်းသမီးကောင်းမဟုတ်ဘူးအဲအဲ့လိုမျိုးမိဘရယ်လည်းကိုမျိုးစိတ်ရှိမှလည်းညင်နေရတာပေါ့နော်အဲ့တော့ကိုအနဲ့ကြလို့ရှိရင်ကိုအဲ့လိုမိဘမဖြစ်အောင်စင်ကြင်ပြီးနေမယ်ဟောငါဆိုရင်ဘလို့ခံစားရမလဲငါသားတွေကငါအဲ့လိုပြောမိလို့ရှိရင်ငါဒီလိုမျိုးစကားကငါပြောတင်လားအဲအဲ့လိုမျိုးလေးပေါ့နော်ဆိုပြီးတွေ့ကြုံခဲ့ရတဲ့ ဒါအမျိုးသမီးပေါင်းများစွာရဲ့ရင်တွင်းဟိုဘယ်လိုပြောမလဲရင်ဖွင့်မှုတွေပေါ်မူတည်ပြီးဒါဆိုပြရဒါ sharing လုပ်ပြီးတော့ဒါကိုယ့်နှစ်ကိုယ်ဆင်ခြင်မယ်ဆိုတဲ့အကြောင်းပြောပြပါ